Little to say, then be a big general, greater physics, they would they, chapter one today. Units of measurement. Unit name, Tanda Jenlu, Malu Debeyari. Physics, like any other branch of science, is based on systematic observations and precise measurements. You buy with a balayakari. A child or deep and balayadiluwe. Light, baptism, response, compass, experiment are an essential feature of science. Most experiments in physics require the observation that made to be quantitative rather than qualitative. လက်တွေ့စံသက်ချက်ဒီမှာဆိုရင်အရေးသေးတဲ့ကိန်းကဏ္ဍပမာဏတမုတ်ကိုရှာဖွေခြင်းဖြစ်တယ်။ဟုတ်ပြီ။သိပ္ပံဘာသာရဲ့ဆိုတာတဘာဝလျက်အလိုလျက်ပြပနေတဲ့အကြောင်းအရာကိုစောင့်ကြည့်ရဲလေ့လာမှတ်သားတယ်။ဒီချက်လက်တွေကိုသီအိုရီသဘောတရားအနေနဲ့ဒီဆောက်တဲ့ဒီသီအိုရီသဘောတရားတွေကိုလက်တွေ့စံသက်ချက်တွေနဲ့ကိုင်ကြီး ညီမြပြီးတော့မှလိမ့်လာတွေ့ရှိချက်တွေကိုဖော်ပြပေးတယ်ဘာသာရပ်ဖြစ်တယ်ဖစ်စစ်လက်တွေ့စံသက်ချက်တွေမှာဆိုရင်အရေးအတွက်တွေကိုတန်ဖိုးတွေအဓိကထားရှာဖို့တယ်အလျားဘယ်လောက်လဲယထာဘယ်လောက်မြင်တယ်လဲအလင်းလျံဘယ်လောက်လဲစကြဝဠာမှာရှိနေတဲ့ ကြေရွတ်ကဘလောက်လဲစသည်ဖြင့်ဒီရွတ်တွေကိုဦးစားပေးပြီးတော့ရှာဖွေခြင်းဖြစ်ပါတယ်ဒီအကမ်းကိုလေ့လာခြင်းအဖြစ်ရရှိလာမယ်ရလက်တွေကတော့ learning outcomes လို့ပြောပါတယ်ဟုတ်ပြီရှင်နေတဲ့တိုင်းတိုင်းချင်းတငန်းစာကိုလေ့လာခြင်းအဖြစ်ကျောင်းသားကျောင်းသူတွေရရှိမယ်လေ့လာသင်ခြင်းဆိုင်ရလက်တွေကတော့ it is a spirit that student will work accurately with basis and drive unit or measurement. Tenajin saya, any machine ide, chicken unit lo kore basis unit, simple, twitchapi maya shilare unit, drive unit, D unit ine, kamoswa twitchap, lila lame, work accurately with standard measurements and conservations between different systems or unit. Hobby standard measurements are standard Piro matu kwebiare unit change, beyond the jet yaname. Hobby Dariaro Sadam Binane Bioi, Physisura, Pamamati Dire, Jonathan Diodre. A yes, saying it is a garlic chili me. ဒီ chapter တစ်ခုလုံးမှာရမယ့်ဥစ္စာတွေကိုတစ်ချက်သေးသေးဆက်ရှင်းပြမယ်။သို့တော့ဒီစာတမ်းစာမှာရှိတဲ့စကားလုံးတွေကိုတစ်ချက်နည်းနည်းလေးပြပြချင်တယ်။ unit ဆိုတဲ့စကားကိုကလေးတို့အရင်သိရလိမ့်မယ်။ပြီးတော့မှအဲ့ဒီ unit မှာမှာအခြေခံ unit နဲ့ပြီးတော့စင်ပွား unit အခြေခံ unit နဲ့စင်ပွား unit ဆိုတော့ကလေးတို့သိရမယ်။ဟုတ်ပြီ unit ဆိုတဲ့သဘောတရားကနားလည်လို့ပြောမယ်ဆိုရင်ခုကောင ရောက်ဘယ်နှခုလဲဘယ်နှကောင်လဲဘယ်နှရောက်လဲဘယ်လောက်ကီလိုဂရမ်လဲတနအီမှာဘယ်လောက်မိုင်နှုန်းလဲစသည်ဖြင့်ကင်းကနဲ့နေရနောက်မှာပြချင်နေတဲ့ကနန်းတင်ချာရဲ့အမျိုးအစားကိုပြပြတာကို unit လို့ခေါ်တယ် ခုနခုကောင်ကီလိုဂရမ်ပေါင်စသည်ဖြစ်ပေါ်အဲ့ဒီမှာမှာစင်ပွားယူနေဆိုတာကလေးတို့သိပါတယ်စတိုယန်မီတာလို့စတိုယန်ဘီလို့အေရီယာတွေဒုရဲဆိုတဲ့ကိုဝစင်တီမီတာကိုဝမီတာစသည်ဖြစ်ဒီလိုမျိုးတွက်ချက်ပြီးတော့မှထွက်လာတဲ့ခင်ကနဲ့နေမှာအမျိုးအစားခွဲကြပြီးတယ်စနစ်က စင်ပွားယူနေဖြစ်ပါတယ်ဒါကစင်ပွားယူနေပါဟုတ်ပြီပြီးတော့မှစံတိုက်တာချက်တွေရှိတယ်ကျတို့ကတနိုင်ငံနဲ့တနိုင်ငံစနစ်တကုနဲ့တကုမတူရတဲ့အခါမှာတိုက်တာချက်ခေါ်လည်းမထူဥပမာအပြည့်ပြောရမယ်ဆိုရင်ဈေးထဲမှာကျတို့ကျက်သားကိုတော့ဝင်ဘယ်နှပိတ်တာ90ကျက်သားစတဲ့ပြပြလို့ရှိတယ်ချေရု စတိုးဆိုင်နေမှာတော့ဝင်ကီလိုဂရမ်နေဂရမ်နဲ့ချိန်နေဒီအတိုင်းအတာလေးချိန်ပါတယ်တွတ်ထူပါတယ်တိုက်တာနဲ့စနစ်တွေမထူကြဘူးဒီလိုမျိုးမတူ क्वे ပြတဲ့ unit တွေတစ်ခုနဲ့တစ်ခုအချင်းချင်းဘယ်လိုပြောင်းလဲပြီးတွတ်ချက်မလဲဆိုတာသိရပဲအခုပြောနေတဲ့စကားတွေကလေ physics တွေစတဲ့နဲ့ကလေးတွေဆိုရှင်စိတ်နေပါဦးမယ်ဒါပေမဲ့ဒီမှာဒီလောက်ပဲနားလဲကြဆို့ correctly use the symbol for the physic quantity တဲ့ယူပါပေတာ matter matter ဆိုတာတိုက်တန်နေစနစ် counting system ပေါ့နော်ယူပါပေတာတိုက်တန်မှု counting system တွေကိုသင်္ကေတမှန်မှန်ကန်ကန်အသုံးချနိုင်ရမယ်ခြေရုတွေဟာယူပါပေတာမှာအသုံးပြုတဲ့ယူပါပေတာဆိုင်ရာတွေ့ချက်မှုအတိုင်းတာတွေကိုသင်္ကေတတွေ ဖော်ပြလေးရှိတယ်။အားနဲ့တွန်းနေဆိုရင်အားဆိုတဲ့ဟာကို force သူ့အသင်္ကေတ F စသည်ဖြင့်အဲ့လိုမျိုးသင်္ကေတလေးတွေကိုမှန်ကန်စွာအသုံးပြုနေရမယ်။သင်္ကေတတွေအမည်ပေးနိုင်လို့လေကလေးတို့ကောင်းစွာသိရှိရမယ်။အဲ့ဒီကနေဆက်လက်ပြီးမှန်ကန်စွာအသုံးပြုနိုင်မယ်။ Develops gates and accurate measurements of land mass time ဟုတ်ပြီ land ဆိုတဲ့အလျားရဲ့ mass ဆိုတဲ့တွတ်ထုနဲ့ time ဆိုတဲ့အချိန်ဒီအချိန်ကတိုင်တာမှုတွေကိုတိကျစွာတိုင်တာလာနိုင်မယ်ကျတို့တွေကအလျားဆိုလို့ရှိရင်ဘယ်နှပေဘယ်နှမီတာစသည်ဖြင့်ခေါင်းလေးရှိတယ်သိပ္ပံဘာသာရမှာဆိုအတိကျပြောမယ်ဆိုရင် point degree တသမဂိတ်နေတသမနောက်မှာ2နေရာ3နေရာစသည်ဖြင့် တိကျတဲ့ခဏန်းနေအလုံးသိငယ်တဲ့အတိုက်တာတွေအလုံးချင်းမာတဲ့အတိုက်တာတွေကိုလေကောင်းမှုကြည့်ကြစွာတိုက်တာလာနိုင်မယ် soft problem demonstrating proper use of unique quantity and scientific notation ဟုတ်ပြီပုံစံတွေကိုဖြည့်ရှင်းရမှာလေတင့်တော်တဲ့ unit ဒီခုနပြောခဲ့တယ်ကီလိုဂရမ်နဲ့ပြောမလားမီတာနဲ့ပြောမလားစသည်ဖြင့် င့်တော်တဲ့ unit တွေပြီးတော့ measurement ဆိုတဲ့တိုင်တာခြင်းတွေသိပ္ပံဆိုင်ရာအချက်လက်သတ်မှတ်ချက်တွေအဲ့ဒါတွေလည်းကောင်းကောင်းအသုံးပြုနိုင်လာမယ်တဲ့ဟုတ်ပြီသိပ္ပံဆိုင်ရာသတ်မှတ်ချက်တွေဆိုတာကကျေရောကခုနပြောသလိုပဲယူပိုက်ပေတာမတ်တာလေးကိုတင်ဂီတတွေနဲ့မှန်ကန်စွာဖော်ပြသလိုပဲတင်ကနန်တမူဒီကိုလေသတ်မှတ်ထားတဲ့သတ်မှတ်ချက်တွေရှိတယ်တထောင်ဆိုရင် K ဆိုတဲ့အသေးလေးနဲ့သတ်မှတ်လိုက်ကြရအောင်အသိန်းဆိုရင် M ဆိုတဲ့မကားနဲ့သတ်မှတ်လိုက်ကြရအောင်ဆိုပြီးဒီသတ်မှတ်ချက်တွေကိုဒီခန်းမှာတည်တည်ကြာသင်ရမယ်ကျတို့ဒီခန်းဟာယူပဗေဒဆိုပြီးသိပ္ပံဘာသာရဲ့ဒီကိုစတင်မိဆက်နေပြီဆိုတဲ့အတွက်ကြောင့်ကျတို့တွေဟာခက်စစ်ကြက်တယ်လို့သင်္ကေတတွေကိုဒီသင်္ကေတကိုမြင်တာနဲ့ဘာကိုပြောတာလဲဆိုတာကို တေချာမှတ်သားရမယ်ဒီသင်္ကေတရဲ့ sign တွေကိုတေချာသိတော့မှယူပါပြီလားဆိုရဲသိပ္ပံအတိတွေရဲ့ပြည့်စုံမှုဆိုင်ရာသင်္ချာအတိတွေနဲ့တွဲပြီးတော့မှဂျေရူပျော်ရွှင်စွာလည်လာနိုင်မယ်ဘူးတကျဆက်ပြီးတော့ပြောချင်တာက chapter 1မှာရှိနေတဲ့ခေါင်းစဉ်ခွဲအသေးလေး1.1 business and drive you need တကနာတော့အချင်းလေးပြောပြပါပေါ့အခုအခြေချက်တော့မင်း business and drive you need ဆိုတာအခြေခံနဲ့စင်ပွားယူနေတယ်အခုကျေရိုးတွေကဘာလို့မှလဲသိပ္ပပညာဆိုတာတိကျတဲ့တိုက်တာမှုတွေပေါ်မှာအခြေခံပြီးတော့မှတိဆောက်ထားတယ်အသိပညာတွေနဲ့ပေါင်းစည်းထားတဲ့ဘာသာရပ်ဖြစ်တယ်ဒါကြောင့်တိုက်တာချင်းဆိုတဲ့ measurements ကိုကလေးလိုစတင်ရမယ်မေရှမန့်တိုက်တန်ခြင်းဆိုတာဘာလဲတဲ့ measurement essentially is a comparison process comparison ဆိုတဲ့အဓိပ္ပာယ်ကကျတော့နှိုင်းရှင်ဖော်ပြတာနှိုင်းရှင်ဖော်ပြခြင်းကိစ္စရပ်ကိုတိုက်တာခြင်းလို့ခေါ်တယ်ဥပမာကလေးတယောက်ကိုမင်းအရက်ဘယ်လောက်ရှိတယ်လဲလို့ခြေမနေတယ်ဘသူကငါးပေပါတစ်ချဲတဲ့ငါးပေဆိုတဲ့အဓိပ္ပာယ်ကဘာပြောရလဲတပေရှိတဲ့ပေတန်းရဲ့ငါးစဆို ြောလိုက်တာပါဒါဆိုရင်ကောင်လေးရဲ့အရင်နဲ့ပေတံရဲ့အရွယ်အစားဘယ်နှခုလဲဆိုတာနှိုင်းရှင်ပြီးတွေ့ချက်ဖော်ပြလိုက်တာပြီးတော့စတတပိတ်တာပေးပါလို့ပြောတယ်ချိန်ခွင်မှာတစ်ဖက်မှာတပိတ်တာလေးကိုတင်းနေတစ်ဖက်မှာထိုးတပိတ်တာလေးနဲ့နှိုင်းရှင်ဖော်ပြနိုင်တဲ့စတပမာဏအတိအကျတင်းနေ ချင်းကွင်းရှာအတိတ်ကြရောက်တဲ့အခါမှာဒီจิตသားဟာတပိတ်တာအတိတ်ကြရှိပြီဆိုပြီးတော့နိုင်ရှင်ဖော်ပြချက်တစ်ခုဖြစ်ပါတယ်တဲ့ဒါဆိုရင်တိုင်းတာချင်းဆိုတဲ့သဘောတရားကိုကလေးတို့နားလည်ပါပြီဟုတ်ပြီ quantitative measurement must be accepted in numerical comparison to certain agree upon set of standard ဟုတ်ပြီ quantitative measurement ဆိုတာအရေးအတွက်ကိုတိုက်တာတဲ့တိုင်းတာချက်တူဘယ်လိုဖော်ပြလဲ numerical comparison ခုနကလေးတယောက်အချက်က9ပဲလို့ပြောခဲ့တယ်9ဆိုတဲ့ဟာဒီ numerical ပဲကင်ကနန်တန်မှုပဲ comparison ဆိုတာကနှိုင်းရှင်တယ်ဒီကလေးရဲ့အရက်ကပေတန်းရဲ့9ဆဆိုတဲ့ number တစ်ခုနဲ့နှိုင်းရှင်လိုက်တယ် to certain agreed upon set of standard အဲ့ဒီမှာမှရလာတဲ့ရလတည်းကိုကျေလို့ကစံတတ်မှတ်တဲ့တတ်မှတ်ချက်တွေနဲ့ နိုင်ရှင်ဖော်ပြမယ်။ဟုတ်ပြီ။ဒီအရက်ကိုပဲဆက်ပြောမယ်။စံတတ်မှတ်တဲ့မတ္တာဆိုတာဘာပြောရလဲဆိုရင်ကလေးတို့၅ပြီဆိုရင်အရက်ဘယ်လောက်ရှိလဲဆိုကလေးတို့စိတ်ထဲမှာခမန်းလို့ရတယ်။ဒါပေမဲ့ပေးဆိုတာဒီ system ကိုမှတော့သူကစံတတ်မှတ်တာဖြစ်တယ်။ food feed ပေါ့။နောက်တစ်ခုတွေ့သေးတယ်ကလေးတို့သူကြတော့ကျလို့ရီ ဘောလုံးသမားတွေကိုအရက်တန်းရင်ထားပါတော့86စင်တီ sorry 86တော့ဘူးလို့နေမှာပေါ့နော်အဲဟုတ်ပြီအဲ188တို့စသည်ဖြင့်စင်တီမီတာနဲ့ပေါ်ပြလေးရှိတယ်စင်တီမီတာနဲ့ပေါ်ပြတာတွေပေတန်နဲ့ပေါ်ပြတာတွေဟာကျတို့ဒီ standard စံမက်တာတွေမဟုတ်သေးဘူးကျလို့မှနေဆက်တယ်ကျလို့သိနေတဲ့အတိုင်းအတာနဲ့ပေါ်ပြရတာဖြစ်တယ်မီတာနဲ့ပေါ်ပြမှသာလေ စံမတ္တာတည်းတည်းပြောတယ်။ဟုတ်ပြီ။ပြီးတော့မှဟင်းတစ်ချက်အရက်ကိုဘယ်လိုမိတိုင်းနဲ့ပြောမှလဲဆိုတဲ့ကိစ္စနောက်မှဆက်ရှင်းမယ်။လောလောဆယ်ကျတို့တည်နေတယ်။အရက်ပြောတယ်ပေးလို့စင်တီမီတာတို့ဟာ physics unit quantum physical unit ဖြစ်တယ်။သို့တော်သူတည် standard unit မဟုတ်သေးဘူး။ဒီ standard ကိုပြီးမှပြောမယ်။ပြီးတော့မှတဲ့ standard quantity of some kind, referred to as a uh, unit, is first established. Chururiya, unity u, nyonsure, matarine, uswa so, debe tamayare. Tilowe, charuma, yubavira metalu kore physical quantity, ubama, physical quantity ule, charuri, paluale, debe tamayare, guna biogere, eje balaule, high sure, horima, esuriha. အဲ့ဒီ ace တွေဘာဖြစ်မလဲဆိုရင်ကျေရုအတွက် physical quantity ရည်ညွှန်းတဲ့အရက်မြင့်ကိုရည်ညွှန်းတယ်ပြီးတော့မှအဲ့ဒီ height မှာ5 meter ဆိုရထားပါတော့ height ဆိုရလူရက်ကိုပြောတာမဟုတ်5 meter ဆိုတာတည်ထားပါတော့ရည်တွင်းရဲ့အနက်ဆိုတာ5 meter ဆိုတဲ့ဒိဋ္ဌံကို5ရယ်ပြီးတော့ meter ဆိုတဲ့ unit ရယ် အဲ့ဒီ unit တွေဘာဖြစ်လဲဆိုလို့ရှိရင်သူဒီ standard သတ်မှတ်ထားတော့ unit မျိုးစပ်ဖြစ်ရမယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ခြေရုတ်ကအဲ့လိုမျိုးသတ်မှတ်တဲ့သင်္ကေတတွေကိုလည်း unit ကိုသတ်မှတ်တဲ့သင်္ကေတတွေခြေရုတ်သိရမယ် physical quantity ကိုသတ်မှတ်တဲ့သင်္ကေတလေးခြေရုပ်စက်တင်မိဆက်မယ်ဒီခန်းမှာဒါဆိုရင်ကလေးတို့ measurement အကြောင်းကို တည်ရပါပြီ။ဟုတ်ပြီ။ခုနကတစ်ချိန်လုံးပြောနေတယ်။တိုက်တာမူတိုက်တာမူမှာ standard ပေနဲ့ပြောတာ standard မကြသေးဘူး။ standard unit စံဖြစ်တဲ့မှတ်တာ unit မဟုတ်သေးဘူး။စင်တီမီတာမဟုတ်သေးဘူး။စသည်ဖြစ်ချေပြောတယ်။မဟုတ်သေးဘူးဆိုတဲ့ကိစ္စကကျတို့မှာ system ကြီးခွဲဥမှာမဟုတ်လို့နားရှုမယ်ဒီမှာခဏရက်မယ်။ standard standard ဆိုတာတော့စံပြရတယ်အားလုံးက တပ္ပပညာရှင်တွေအားလုံးကယူဘဗေဒတပ္ပပညာရှင်တွေအားလုံးကညီလာခံတွေအစည်းအဝေးတွေကျင်းပပြီးတော့မှဟေးဒီအတိုင်းတာကိုတော့ဒီသင်္ကေတဒီအတိုင်းတာကိုတော့ဒီလိုယူနေသတ်မှတ်ကြရအောင်ဆိုပြီးတော့သဘောတူညီလုပ်တော့ standard လို့ခေါ်တယ်။ရပြီ။ standard is something or a reference used as a measure for length, mass and time. ဟုတ်ပြီ။အလျားတွေအတွက်သူတွေအချိန်တွေကို တိုင်းကြတဲ့အခါမှာကျေရောအညွန့်ပြုတဲ့မတ်တာတွေကိုစံဖြစ်ရပြီ food လို့သတ်မှတ်လိုက်ပြီဆိုရင် feed လို့သတ်မှတ်လိုက်ပြီဆိုရင် အလျားကိုတိုင်းတာတယ်ဆိုတာအညွန့်ပြုတယ် refer လို့တဲ့ပေါ့နော်လျောက်တိုင်းတယ်မှာ clean တိုင်းတည်ပါတယ်နေဘယ်နှပောင်းလေးလေရက်အလေးချိန်ဘယ်လောက်ရှိလဲဆိုရင်ပေါင်းဆိုတဲ့စကားဟာ reference လုပ်တယ်။ဒါကလေ့ကျင့်ကိုပြောတာပါလားဆိုပြီးတော့ကျေရူညွှန်ဆိုတယ်ဆိုတော့သိရတယ်။ဟုတ်ပြီ။ရပြီ။ပြီးတော့ unit unit ဆိုတာ a quantitative sorry unit is a quantity or an amount used as a standard of measurement စံပြရမယ်တိုင်းတိုင်းချက်တင်မှာ quantity ဆိုတဲ့ပမာဏတွေ or an amount တူတူပါပဲအဲ့ဒီဒီမှာအသုံးပြုတဲ့အရာကို unit လို့ခေါ်တယ်ခုနတည်းချက်ပြောခဲ့တယ်အရက်အမြင့်အရက်အမြင့်မှာဆိုလို့ရှိရင်ခုနတည်းချက်ပြောသလိုပဲ5 meter ဆိုတာကအဲ့ဒီ meter ဆိုတဲ့ sorry အရက်မြင့်နဲ့လေတွင်းနဲ့ meter ဆိုတာဘာဖြစ်လဲဒါ unit ပဲဟုတ်ပြီအချိန်ဘယ်လောက်ရှိလဲ 9นาทีเนาะ9นาทีเนี่ยถ้าว่าတော့9นาทีเนี่ย5สักันဆိုပါတော့นาทีတို့สักันတို့ဆိုတာကျတို့ပါလေတိုင်းတာမှုမှာရှိနေတဲ့အသုံးပြုတဲ့တင်ဂီတာလေးတွေဖြစ်တယ်ပြီးတော့ physical quantity ရေတွက်ခြင်းစနစ် ယူပပေးတာစနစ်မှာရှိနေတိုက်တာမှုတိုက်တာတော့မယ် s physical quantity is the quantity that can be measured and consists of a numeric magnitude and unit ပြောပြပါပြီလေရတမှုဆိုင်ရာတိုက်တာခြင်းနေရတဲ့တကယ်တော့ဘာဖြစ်လဲပမာဏတန်ဖိုးတိုက်တာခြင်းပါပဲတဲ့တိုက်တာလို့ရရှိတဲ့ပမာဏတန်ဖိုးတွေဖြစ်တဲ့သူ့မှာဘာပါလဲ numerical ဆိုတဲ့ဂဏန်ကိန်းဂဏန်တန်ဖိုးပါတယ်တင်ချအရေးအတွက်ပေါ့ပြီးတော့ ူဟာဘာကိုတိုင်းတားလိုက်တာလဲဆိုတော့ဖော်ပြချက်နောက်က unit လေးတွေကပ်ပါလာလိမ့်မယ်။ဒါကို physical quantity လို့ခေါ်တယ်။အေးခုနကသင်ကြားပေးခဲ့တဲ့ခေါင်းစဉ်တွေအကုန်လုံးနဲ့ပတ်သက်ဆက်နေနေတဲ့ example လေးကိုချက်ရှင်းပြခြင်းနဲ့ expressions of quantitative measurement ရေးတွက်တဲ့တိုင်းတာမှုတွေဘယ်လိုဖော်ပြမလဲ။ 2 = nu လို့ဒီ formula နဲ့ဖော်ပြလိုက်မယ်ကျူစုလာပါတယ် quantity အဲ့ဒီ quantity ကိုမှ values of physical quantity ရေတွက်မှုဆိုင်ရာရုပ်ဝတ္ထုတွေကိုရေတွက်မှုဆိုင်ရာတန်မှုဖြစ်တယ် n ဆိုတာ dimensionless number ကိန်းကနတန်မှုတည်တန့်ကြီးပဲကိန်းကနတန်မှုတည်တန့်ကြီးပဲကို dimensionless number လို့ခေါ်တယ် dimensionless number ကိုကျုံနဲ့ကချက်ရှင်းပြအောင်မယ် အခုနားထွေးမှာဆိုလို့ဒီတိုင်းတွေထားလိုက်မယ်အဲ့ဒီမှာ n ဆိုတဲ့ unit ကျူ equal to any formula နဲ့ရရတယ် formula ကြည့်လိုက်တော့ unit အကြောင်းသွားနိုင်တယ်သို့တော့ example တွေပြပြမယ်ဒီချေကကျူ equal to 50 kg လို့ပေါ်ပြလိုက်ရင်ကျူဆိုတာပါလေကျတို့တိုက်တန်မှုတစ်ခုကိုတိုက်တန်နေပြီရေတွက်မှုတစ်ခုကိုတိုက်တန်နေဆိုသိလိုက်တယ်50ဆိုတာဘာပြောတာလဲ n ဆိုတဲ့နံပါတ်ကိုပြောပြီးတော့ kilogram ဆိုတာဘာပြောတာလဲကိုတိုင်လာနိုင်တဲ့ အရာဝတ္ထုလေးရဒရက်ထုက15ကီလိုဂရမ်ရှိပါတယ်လို့ပြောလိုက်တာကီလိုဂရမ် mass မှာရှိနေတဲ့ကီလိုဂရမ်လို့ချပြောတာဒီမှာ mass ကိုထည့်မြည်လေရတယ်ဟုတ်ပြီနောက်တစ်ခု l equal to 10 meter ကလေးတို့ဒီစကားဒီ l equal to 10 meter စကားမစိမ့်ဘူးကျတို့ငါးရက်တည်ချာမှာလေးရပါပြီအဲ့ဘယ်တော့အလျားမြင်များခြင်းအင်္ဂလိပ်လိုတည်ရတော့ l equal to 10 meter ပေါ့ အန်ဆိုတာဘာလဲရေတွက်မှုစနစ်တစ်ခုကိုတိုင်းတာလိုက်ပြီးအန်ဆိုတာ30 U ဆိုတာမီတာဒါဆိုရင်ကိုတိုင်းတာလိုက်တဲ့အခန်းရဲ့အလျားဆိုပါတော့10မီတာရှိရဲဆိုတော့တိသွားပြီပြီးတော့နောက်တစ်ခုနော်2 equal to 10 meter per second ဆိုပါတော့2ဆိုတာဘာပြောလဲဒီတမှုဒေတာစနစ်မျိုးပြောခဲ့တယ်ကိတံမှုက100 meter per second ဒါကလေးတို့ meter per second ဘာကိုတိုင်းလဲဆိုတာသိလာရဲ့ ဒီတိုင်းနာမှုကလေးလို့ပုံနားလည်လာလိမ့်မယ်လောလောဆယ်ချက်ပြပြမယ် meter per second ဆိုတနင်္ဂနွေမှာ meter တရာနှုန်းနဲ့မောင်းနေနေသွားလာတယ်စသည်ဖြင့်သူရဲ့အမြန်နှုန်းအလျင်နှုန်းကိုပြောခြင်းဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ကလေးတို့တွေကျေဒီနေ့ပြပြခဲ့တဲ့ယူပဗေဒဆိုတာဘာလဲသိပ္ပံမှာတည်းတစ်ခုဖြစ်တယ် ိပ္ပံဘာသာရဲ့ကြမှာသိပ္ပံဘာသာရဲ့မှာတိုင်းတမှုတွေရှိတယ်။ဒီတိုင်းတမှုတွေမှာမှစံပြရတဲ့အခေါ်အဝေါ်တွေပြီးတော့သူနဲ့ပတ်သက်နေတဲ့အမျိုးအစားခွဲပြားတဲ့ကီလိုဂရမ်မီတာစသည်ဖြင့် unit ဆိုတဲ့အသိပညာတွေဒီတိုက်တာနဲ့စနစ်ကိုမှကျေလို့ရအင်္ဂလန်တံမှုတွေသက်ဆိုင်ရာအမျိုးအစားခွဲ unit တွေ ဒါတွေကိုကလေးတို့သိလာမယ်။ကောင်းဆုံးတင် जा နေစနစ်နဲ့တင် जा ပေးမယ်။